ရဝကျုံးမော်မျိုးသားများတပ်ဖွဲ့ရဲ့အမှတ်စဉ်နဲ့စစ်တပ်နန်းစင်ပွဲကိုပြီးခဲ့တဲ့အောက်တိုဘာ10ရက်နေ့ကမကွေးတိုင်းတွင်းရှိလွမြောက်နယ်မြေတနေရာမှာကျင်းပခဲ့ရာတင်နန်းသား80ဦးအောင်မြင်စွာစစ်တပ်နန်းဆင်ခဲ့တယ်လို့သိရှိရပါတယ်။မြဝကျုံးမော်မျိုးသားများတပ်ဖွဲ့ရဲ့တင်နန်းမှုဟာအာရခတပ်တော် AA ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ကရင်မျိုးသားစီရင် KNU ရိုစီကစီရေးတွေ့ကြုံတွေရယူခဲ့ပြီးပြန်လာတဲ့ ARI တိုင်းသားတမှုဖြစ်တယ်လို့ထုတ်ပြန်ကြေညာသိရှိရပါတယ်။ ရဲဘော်ဆိုင်းဝေလင်းရဲ့ပြောကြားချက်အရကျွန်တော်တို့တပ်ဖွဲ့ဟာ AR မြို့ဝကျွမော်ဒေသကိုအစွဲပြုပြီးအမိခေါ်ဝေါ်ထားတာဖြစ်ပေမဲ့တော်လိုင်းအတွက်လိုအပ်တဲ့ဘယ်နေရာဘယ်ဒေသမှမဆိုတီတူတွေအတွက်တိုက်ပွဲဝင်မှုအသင့်ရှိပါတယ်လို့မြို့ဝကျွမော်မျိုးသားများတပ်ဖွဲ့တရင်တောင်ဝင်ငန်းရဲဘော်ဆိုင်းဝေလင်းက AR Times ကိုပြောပါတယ်လက်ရှိအခြေအနေမှာလက်ရုံးရည်နှလုံးရည်ပြောင်းရတဲ့တပ်ဖွဲ့ဖြစ်စေဖို့အကောင်းဆုံးစုဖွဲ့ပြင်ဆင်တည်ဆောက်နေပြီးတက်ခွဲချို့မှာမဟာမိတ်နေမြေကန်တရင်တွေနဲ့ တိုင်းသားမဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတိုက်ပွဲဝင်နေတယ်လို့ရဲဘော်ဆိုင်ွေနင်းစီကသိရှိရပါတယ်။တပ်ဖွဲ့ဟာပြည်သူလူထုသိရှိမှုနဲ့ပါပြီးအထောက်ပံ့တွေအားနည်းနေပေမဲ့လည်းမဟာမိတ်တိုင်းသားတပ်ဖွဲ့တွေနဲ့မဟာမိတ်တရင်တွေရဲ့ကူညီမှုတပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ဆွမ်းဆွမ်းတမန်ကြိုးပမ်းမှုတွေကြောင့်အခုလိုရည်တည်လာနိုင်တာဖြစ်တယ်လို့မြဝကျွန်းမော်မျိုးသားများတပ်ဖွဲ့တရင်တာဝန်ခံကဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမယ်ဆိုတဲ့အတိုင်းကျွန်တော်တို့ပြည်သူတွေရဲ့လွတ်လပ်ခွင့်တွေမွေးရပါခွင့်ရေးတွေဒန်းတူညီမျှခွင့်ရေးတွေတိုက်ယူမှာရပါမယ်ကျွန်တော်တို့တပ်ဖွဲ့ဟာအကောင်းဆုံးစုဖွဲ့ပြင်ဆင်ပြီးပြည်သူလူထုရှေ့ကမမမမက်ရက်တီမဲ့တပ်ဖွဲ့ဖြစ်ပါတယ်လို့ဂျဲဘော်ဆိုင်းဝင်းင်းကဆက်လက်ပြောပါတယ်ရဝကျုံမအမျိုးသားများတပ်ဖွဲ့ကို2025ခုနှစ်ဇန်နဝါရီ1ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပါတယ်။အမတ်စင်3အတွက်ရဲဘော်တပ်တွေကိုဆက်လက်ခေါ်ယူသွားမှာဖြစ်ပြီ တပ်ဖွဲ့ဝင်အင်အားတိုးလာတာနဲ့အမျှလိုအပ်ချက်တွေများစွာပုံမှုရှိလာတယ်လို့သိရပါဗျ။